လေးလာကြည့်အောင်ဆိုတော့ဦးနိုင်တော်ဒီမှာဒါခွန်ဖြစ်ချင်းနဲ့ကွာပေါင်းခွန်ပရိတ်ခွန်ဒီသုံးလုံးပေါင်းချင်းခွန်ဒီနှလုံးခွန်လို့ဖြစ်လို့အဲ့ဒီခွန်ဒီဒီနေရာမှာနောက်ပိတ်ဒါပရမတ်တကက်ပေါ့နော်အဲ့တော့အဲ့ဒီကနေပြီးတော့ရည်လိုက်1 2 3 4 5 6 9နှစ်ချလိုက်၊ကွာပေါင်းခွန်၊ဗရိတ်ခွန်၊ဒီသုံးလုံးပေါင်းခွန်၊ဒီနှလုံးပေါင်းခွန်ရောဒီမှာခွန်ပိတ်1 2 3 4 5 6 9နှစ်ချလိုက် ဘွားပေါင်းချင်းခွန်ဗရိတ်ခွန်ဒီတုံးလုံးပေါင်းခွန်ဒီနှလုံးပေါင်းခွန်ကြောင့်ဒီနေရာလေးမှာဒါဥနိုင်ကခွန်ပိတ်ဆိုပြီးတော့ကစားခြင်းလာနော်စီကြောတိုင်မင်းရဲ့အသွာလာလေးတွေအင်မတန်မကိုကောင်းမွန်ပါတယ်အဲ့ရောဒီပထမအကက်မှာဘွားပေါင်းခွန်ဗရိတ်ခွန်တုံးလုံးပေါင်းခွန်နှလုံးပေါင်းခွန်ကြောင့်ခွန်လို့ပိတ်တဲ့အခါမှာနော်ဒီနေရာလေးမှာဒီတုံးလုံးပေါင်းချင်းဒီလေးလို့ထောင်းထောက်ပြီးတဲ့အဲ့ဒီလေးဒီခါလို့ထည့်ဒုတိယအကက်မှာလည်းအဲ့လိုပဲကွာပေါင်းခွန်ဗရိတ်ခွန်ဒီနှလုံးခွန်ဒီနှလုံးခွန်ကြောင့်ခွန်ပိတ်လို့ဖြစ်တဲ့အခါမှာ ီနေရာလေးမှာလည်းဒီသုံးလုံးပေါင်းချင်း၄အဲ့ဒီ၄ဒီ၄လို့သူကပိတ်ခါတိုင်းထည့်လိုက်မှာပေါ့နော်ဟုတ်ပြီဒါဆိုရင်ဥနဲ့တို့ဒီတတိယအကမ်းမှာလည်းဘွားပေါင်းခွန်ဗရိတ်ခွန်ဒီသုံးလုံးခွန်ဒီနှလုံးခွန်ကြောင့်ခွန်လို့ပိတ်တော့မယ့်အချိန်မှာဒီသုံးလုံးပေါင်းချင်း၄ကို၄ခါလို့သူကနှံ့ပြီးထည့်လိုက်တာအဲ့ဒါတိုင်မင်ကိုတည့်လိုက်တာတည့်လိုက်တော့ဒီပထမအကမ်းမှာပထမအကမ်းမှာဒီဖြစ်စဉ်ကလေးတွေအားလုံးကိုတည့်လိုက်တယ်တည့်ပြီးကြတဲ့ခွန်တော့ပိတ်လို့ရတဲ့အချိန်မှာနော် ဒီသုံးလုံးပေါင်းချင်း400 4ခါလို့ထည့်လိုက်တဲ့အချိန်ဒီ4နဲ့ဒီ6နဲ့ပေါင်းချင်းဒီတုံညအဲ့ဒီတုံညကြောင့်ဒီသုံးလုံးပေါင်းတုံညလို့သူထည့်တယ်ထည့်ပြီးကြတယ်အဲ့ဒီတုံညဒီဒီသုံးလုံးပေါင်းချင်းတုံညလို့ကစားလိုက်တဲ့အခါမှာအိုးထိတ်စီလို့ရတယ်နော်အိုးထိတ်စီလို့ရပြန်တယ်ဒီသုံးလုံးကလည်းတုံညလို့ဖြစ်မှာလို့ဒါ6ခါကနန်းအိုးရှိခွန်းဆိုတဲ့ကနန်းတစ်ပွက်သေးပဲရတာပေါ့နော်ခွန်ပစ်ရှင်းနေတည်လိုက်တဲ့အတွက်ခွန်းလို့နောက်ပိတ်တယ်ပိတ်ပြီးရတယ်ဒီသုံးလုံးပေါင်းတုံညကို6နဲ့4နဲ့တုံညလို့ဖြစ်လိုက်တဲ့အတွက်ဒီသုံးလုံးတုံညဒီသုံးလုံးတုံညလို့ ဖြစ်တဲ့အတွက်ကိုရှိခွန်းလို့တကွက်ထဲရဟုတ်ပြီဒါဆိုရင်ဒုတိယအကန့်မှာလည်းအဲ့ဒီလိုပဲခွန်းဖြစ်ချင်းလေးတွေတိုင်မင်ကိုတည်တဲ့အတွက်ကိုခွန်းလို့ပိတ်လိုက်တယ်ပိတ်ပြီးတာနဲ့ဒီနှလုံးပေါင်းကိုဒီသုံးလုံးပေါင်းကိုကြောင့်ဒီသုံးလုံးကိုကိုဒီသုံးလုံးကိုလို့ထည့်လိုက်တဲ့အတွက်သုံးနှစ်ခွန်းဆိုတဲ့ကဏ္ဍတကွက်ထဲပဲရတယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ဦးနိုင်တို့ဒီတတိယအကန့်မှာနော်တတိယအကန့်မှာဝါပေါင်းခွန်းဗရိတ်ခွန်းဒီသုံးလုံးခွန်းဒီနှလုံးခွန်းကြောင့်ခွန်းလို့ပိတ်လိုက်ပြီခွန်းလို့ပိတ်ပြီးတာနဲ့ ဒီသုံးလုံးပေါင်းချင်း404ခါလို့ထည့်လိုက်တဲ့အတွက်4နဲ့4နဲ့ပေါင်းချင်းဒီ8အဲ့8ကဒီသုံးလုံး8အဲ့လို8ကြောင့်ဒီသုံးလုံးပေါင်းချင်း8လို့ဖြစ်မယ်ဆို6ထည့်ဒီသုံးလုံးပေါင်းချင်း8လို့ဖြစ်မယ်ဆိုရင်8ခါအဲ့တော့689ဆိုတဲ့ကဏ္ဍဒဲတကွက်ပဲရတယ်ပေါ့နော်အဲ့တော့ဒီပြန်ကြာကဏ္ဍနဲ့ပတ်သက်ပြီးတော့ဒီပွဲမှာဒီ689ဆိုတဲ့ကဏ္ဍလေးတကွက်ကိုပဲဦးနဲ့ကကစားတယ်ပေါ့နော်ဒီ689နဲ့ပတ်သက်ပြီးတော့ပြန်ကြာကြာရမယ်မူလေးစနစ်တွေဒီ၄မျိုးလောက်ရှိတယ်သို့တော့အချိန်ကုန်ငဲွက်ပြီးတော့ဒီပြန်ကြားဆိုင်တွေကိုတော့ဥနိုင်မပြတော့ဘူးเนาะ ဲ့တော့68ခုနဲ့ပတ်သက်ပြီးတော့ဒါကြိုက်တဲ့မိတ်ဆွေတွေကဒါဥနိုင်ကတော့နေရာအထိုင်လေးကိုဒီတိုင်းလေးပဲရွေးပြလိုက်တယ်အဲ့တော့အခုပြခဲ့တာဒီဖြစ်စဉ်ကလေးကိုတည်ပြီးတာနဲ့ခွန်ပိတ်ဒီပုံဒီဒီသုံးလုံးတုံညဒီနှလုံးတုံညဒီလိုတုံညဒီလိုတုံညလို့ဖြစ်တော့ဒါ68ခုလို့တည်ရတယ်ဒါကစီစောတိုင်ပင်နဲ့ကစားတဲ့စနစ်အဲ့ဒီမှာအဲ့ဒီလိုမကစားဘဲနဲ့အကွက်ရှိနဲ့ဒီဆိုင်ထဲကနေကစားမယ်ဆိုရင်ဒီနေရာမှာ6ပြည့်ဖြစ်စဉ်တွေကိုအားလုံးတည်လိုက်တယ်ဒီနေရာမှာ6ပြည့် ဒုတိယကတ်မှာလည်းဖြစ်စဉ်တွေကိုအားလုံးကိုတည်လိုက်တယ်ဒီနေရာမှာခွန်ပတိတတိယကတ်မှာလည်းဖြစ်စဉ်တွေအားလုံးကိုတည်လိုက်တယ်ဒီနေရာမှာရှစ်ပတိဒါ6ခွန်8ဆိုပြီးတော့စီနီယာကစားကွက်ကိုသူတည်ထားခဲ့တည်ထားခဲ့တော့ကောင်းပြီဒါဆိုရင်ဒီ6ပတိရဲ့ဇောင်းမှာရှိတဲ့6ပတိရဲ့ဇောင်းမှာရှိတဲ့36ခွန်ဆိုတဲ့ကဏ္ဍဒီသူ့ရဲ့နောက်တဲ့နှစ်မှာအကွက်ရွှေ့ဖြစ်နေကစားတယ်36ခွန်ဒီအကွက်ရွှေ့ဖြစ်နေကစားတယ်ဘယ်အချိန်မှာကစားမှလဲဆိုတော့သူ့ရဲ့ဇောင်းမှာဒီ3လုံး4ခါလို့ထည့်ခဲ့တဲ့အတွက် ဒီ3 6ခွန်ဆိုတဲ့ကဏ္ဍဒီမှာကစားတော့မယ်ဆိုရင်သူ့ရဲ့တပွဲကြောင့်မှာ၄ပြိတ်လို့ပုံသေးခံတယ်ခံပြီးတော့မှာ3 6ခွန်ကွက်ရှိကစားတယ်ဒုတိယကမှာဒီခွန်ပြိတ်ရဲ့ဈောင်းမှာရှိတယ်3 4 3အဲ့ဒီ3 4 3ဒီသူ့ရဲ့နောက်တစ်နှစ်မှာအကွက်ရှိဖြစ်နေကစားမယ်ဒီ3လုံးပေါင်းရင်404ခါလို့ဖြစ်တဲ့အတွက်ဒီကဏ္ဍဒီဘက်နှစ်ကိုမကြခင်မှာ၄ပြိတ်လို့ခံတယ်ခံပြီးတော့မှာသူ့ရဲ့တပွဲကြောင့်မှာဒီကဏ္ဍဒီအကွက်ရှိဖြစ်နေကစားတယ်ဟုတ်ပြီဒါဆိုရင်တတိယအကမှာပရိရှိရဲ့ဈောင်းကဒီ၈၄3ဆိုတဲ့ကဏ္ဍဒီဒီဘက်နှစ်ကိုအကွက်ရှိဖြစ်နေကစားနေတာ ကစားကျွန်တော်ဒီသုံးလုံးပေါင်း404ခါလို့ထည့်တဲ့အတွက်ဒီကနေ့ဒီဒီဘက်ကိုအကွက်ရွှေ့ဖြစ်နေကစားမယ်ဆိုရင်ဒီမှာ၄ဘရိတ်လို့ခံတယ်ခံပြီးတော့မှသူ့ရဲ့တပွဲကြောမှာဒါ၄သုံးရှိဆိုတဲ့ကနန်းကဒီဆိုင်တည်းကနေလေအကွက်ရွှေ့ဖြစ်နေကြိုက်တဲ့မိတ်ဆွေတွေကကစားလို့ရတယ်ဒီနှစ်နှစ်စကြာစီလိုက်နေခုနိုင်ကစားပြမှာပေါ့နော်အဲ့တော့ဒီနှစ်နှစ်စကြာစီလိုက်မှာဒီ၄ထိပ်ရှီပေါင်းကိုရှီပေါင်းကိုဒီသုံးလုံးကိုဒီလို၉၉လို့ဖြစ်တာနဲ့နှစ်ဥမာ၅ဘရိတ်လို့ကစားတယ်ကစားတော့အဲ့ဒီနှစ်ထဲမှာ ဘူးမတိဘာမတိ693ဆိုတဲ့ကဏ္ဍတစ်ခွက်ကြရတယ်ဒုတိယကံမှာလည်း၄တိ7ပေါင်း9 7ပေါင်း9ဒီလုံးလုံးပေါင်းရင်9ဒီနှလုံး9 9ပြိပြီးတော့4ပြိလို့ကစားတယ်အဲ့ဒီနှစ်ထဲမှာလည်း693ဆိုတဲ့ကဏ္ဍဘူးမတိဘာမတိ၄တဲကနေလာတယ်တတိယကံမှာလည်းအဲ့ဒီလိုပဲ၄တိ7ပေါင်း9 7ပေါင်း9ဒီလုံးလုံးပေါင်းရင်9ဂွာပေါင်း9နော်ဒီနှလုံး9ပေါ့အဲ့လိုဖြစ်ပြီလားနဲ့ငါပြိလေးပြိပြင်းနေဒီမှာ၃ပြိလို့ကစားတယ်ကစားတော့အဲ့ဒီနှစ်ထဲမှာဒါဒီနေရာလေးကိုဒါ693ဆိုတဲ့ကဏ္ဍလေးကို ပတ်လေပေါ့ကစားချင်တာပေါ့သူကတော့ဒဲတယ်ပဲကြာအဲ့ဒီတော့ဒီပထမကတ်မှာဒီ၈၉၃လို့ကြာတော့မယ့်အချိန်မှာဘလို့တောက်တင်နေကြာမှာလဲသူကကြတော့ပေါင်းချင်းစနစ်ကိုပုံလူကစားတဲ့စနစ်နဲ့ဒီနေရာမှာကစားချင်တယ်ပေါ့ဦးနေကနော်အဲ့တော့ဒီ၈၉၃ကြာတော့မယ့်ဆိုရင်ရေးထိတ်နဲ့ပြစ်ပရိနဲ့ပေါင်းချင်းဒီငါနော်နောက်ပေါင်းနဲ့တိတ်စီးနဲ့ပေါင်းချင်းဒီကိုနော်ငါကိုထိတ်နဲ့ရှေ့ပေါင်းနဲ့ပေါင်းချင်းဒီနှစ် 9ကိုနှစ်လို့ရတယ်9ကိုနှစ်ပေါင်းခြင်းဒီ6ကြောင့်ဒီ3လုံးပေါင်းခြင်းဒီ9တုံညာခွန်ပေါင်းခြင်းဒီ6အောင်လို့သူထည့်ထည့်ပြီးတော့မှသူ့အောင်မှာ893ဆိုပြီးသူကဒဲကြဒါပရမတ်တကယ်ဒုတိယကမှာလည်းအဲ့လိုပဲ893လို့ကြားတော့မယ်ဆိုရင်6ထိတ်နဲ့ဗရေ9နဲ့ပေါင်းခြင်းဒီ9နော်နောက်ပေါင်းနဲ့ထိတ်နဲ့ပေါင်းခြင်းဒီ9 9ထိတ်နဲ့ရှိပေါင်းနဲ့ပေါင်းခြင်းဒီနှစ်9ကို2လို့ပဲပထမဖြစ်စဉ်လို့ပဲဖြစ်တယ်9ကို2ပေါင်းခြင်း6ကြောင့်3ည33လို့ပေါင်းလိုက်တဲ့ လက်လက်ကြီးလေ6လို့ဖြစ်တယ်ဖြစ်ပြီးတော့မှသူ့အောင်မှာ8 9 3လို့ဒဲကြတယ်ကြည့်ဟုတ်ပြီဒါဆိုရင်ဥနိုင်တို့ဒီတတိယကတ်မှာထိတ်စည်းနဲ့ပရိနဲ့ပေါင်းရင်ဒီ9လို့သူကစားတယ်နောက်ပေါင်းနဲ့ထိတ်နဲ့ပေါင်းရင်ဒီ9လို့ကစားတယ်ထိတ်စည်းနဲ့ရှေ့ပေါင်းဒီ2လို့ကစားတယ်9 9 2လို့ပဲပထမအတက်ဒုတိယအတက်ကလို့ပဲသူကစားတယ်ငါဘုံနှစ်လို့ကစားလိုက်တဲ့6ဒီဒီ6ရဲ့ဒီ6ရဲ့ဒီ၄သုံးလုံးပေါင်းရရင်လည်း6လို့ပြန်ထည့်ထည့်ပြီးတော့သူ့ရဲ့အောက်မှာဒါ၈၉၃လို့ပဲဒဲကြမှာလား ပတ်လည်ကြမှာလားနော်ဒါကတနည်းပေါ့အဲ့တော့ပထမဖြစ်စဉ်မှာဒီပေါင်းချင်းနေဒီ၅ခုနှစ်လို့ထောက်တယ်ဒီ၃လုံးကလည်း၆လို့ထောက်တယ်ထောက်ပြီးရနေ၈ရယ်၇ရယ်၁ရယ်ပေါင်းချင်းဒီ၆ဒုတိယကတ်မှာ၅ခုနှစ်လို့ပေါင်းချင်းထောက်တယ်ဒီ၃လုံး၆လို့ထောက်တယ်ခွန်ရယ်၄ရယ်၄ရယ်ပေါင်းချင်းဒီ၅နော်တတိယကတ်မှာ၅ခုနှစ်လို့ပေါင်းချင်းဒီထောက်တယ်ဒီ၃လုံး၆လို့ထောက်တယ်၅ရယ်၃ရယ်၆ရယ်ပေါင်းချင်းဒီ၄၆၅လေးလို့စီနီယံဖြစ်လိုက်တော့ခါရမယ်နောက်ပဲရမယ် ဲ့တော့ပထမအကတ်မှာခါလဲရတယ်နောက်ပိတ်လဲရတယ်ဗရိတ်ဒီ၃ညဒုတိယအကတ်မှာခါလဲရတယ်နောက်ပိတ်လဲရတယ်၃ညဗရိတ်ပြီးတော့၈ဗရိတ်တတိယအကတ်မှာခါလဲရပြီနောက်ပိတ်လဲရပြီဗရိတ်ဒီ၆ဗရိတ်ဆိုတော့ဒါဗရိတ်အပြင်လည်း၃ည၈၆ဆိုပြီးတော့ခံထားတဲ့အတွက်ကိုဒီနေရာမှာ၈၉၃ဆိုတဲ့ခဏတစ်ခွက်ကိုဒါကစားမယ်ဆိုကစားလို့ရတယ်ပေါ့နော်အဲ့တော့ဒါကြီးက၅၆ခုဖြစ်ရှင်းနေဥနိုင်ကစားပြီးတော့နေရာထိုင်လေးကိုရွေးပြီးထည့်ပြလိုက်မယ်နော်တခြားမလိုအပ်တဲ့စီလိုင်းတွေတောက်တွေမထည့်တော့ဘူးပေါ့နော် ဒီသုံးလုံးပေါင်းခြင်းငါအဲ့ဒီသုံးလုံးငါကိုဒီသုံးလုံးငါလို့ထည့်တယ်အဲ့ဒီငါကိုဒီသုံးလုံးငါလို့ပြန်ထည့်တယ်အဲ့ဒီငါကိုဒီနှလုံးငါလို့ထည့်တယ်အဲ့ဒီငါကိုဒီသုံးလုံးငါလို့ပြန်ထည့်တယ်နော်အဲ့တော့ငါငါဖြစ်ခြင်းဒီသုံးလုံးပေါင်းငါသုံးလုံးပေါင်းငါသုံးလုံးပေါင်းငါနှလုံးငါသုံးလုံးငါဆိုငါဖြစ်ခြင်းဒီငါမျိုးကစားတယ်အဲ့လိုငါမျိုးကစားတဲ့အခါမှာဒီနေရာမှာငါပရိတ်ဒီနေရာမှာခွန်ပရိတ်ငါပရိတ်ခွန်ပရိတ်ဒီပုံဒီပရိတ်ခွန်ကြောင့်နောက်ပေါင်းခွန်လို့သူထည့်တယ်နော်နောက်ပေါင်းခွန်လို့ထည့်တဲ့အခါမှာ ဒီ၃လုံးပေါင်းခြင်း၃ဒီဒီနှလုံး၃ဆိုတော့၅ခါလို့ရတယ်။နောက်ပေါင်းခွန်ဆိုတော့နှစ်နောက်ပိတ်လို့ရတယ်။၅ခါနှစ်ပိတ်လို့ရတဲ့အခါမှာဒီ၃လုံး၅ဒီ၃လုံး၅ဒီ၃လုံး၅ဒီနှလုံး၅ကြောင့်ဒီ၃လုံး၅လို့ဖြစ်မယ်ဆိုတော့ဒါ၃ည၅နှစ်တကွက်ထည့်ပေးရတယ်။တခြားကဏ္ဍထည့်လို့ကိုမရအောင်နော်။ဟုတ်ပြီ။ဒါဆိုရင်ဒုတိယအကငါပြီးတော့သူကဘာလာလဲဆိုတော့ဒီ၃လုံးပေါင်းခြင်းဒီ၆ဒီ၃လုံးပေါင်းခြင်းဒီ၆ဒီ၃လုံးပေါင်းခြင်းဒီ၆ဒီနှလုံးပေါင်းဒီ၆ဒီ၃လုံးပေါင်းခြင်းဒီ၆လို့ဒီကစားတယ်။၆ဖြစ်ချင်း၅မျိုးကစားတယ်။ ငါပရိတ်ပုံတွေရိုက်တယ်ခွန်ပရိတ်ပုံတွေရိုက်တယ်ပရိတ်ခွန်ကြောင့်နောက်ပေါင်းခွန်လို့သူထည့်အဲ့လိုနောက်ပေါင်းခွန်လို့ထည့်လိုက်တဲ့အခါမှာတိရခွန်ရ6ရ4ကြောင့်3ညနဲ့4နဲ့4လို့ထည့်တော့နောက်ပေါင်းခွန်ဆိုတော့53နောက်တွဲအဲ့ဒီအချိန်မှာ3လုံးပေါင်း6 3လုံးပေါင်း6 3လုံးပေါင်း6 2လုံး6 3လုံးပေါင်း6လို့ကစားတော့643ဆိုတဲ့ကဏ္ဍဒါပဲကိုထည့်ပေးရတယ်တခြားကဏ္ဍကိုထည့်လို့မရဘူးပေါ့နော်ကောင်းပြီဒါဆိုရင်ဥနိုင်တို့ကနော်ငါးဖြစ်ချင်းနေလေ စားခဲ့တယ်3.5နှစ်ဒေတကွက်တွေပဲရတယ်အခု6ဖြစ်ချင်းလည်းကစားတယ်6.43ဒေတကွက်တွေပဲရတယ်ဒါဆိုရင်ဒီ3လုံးပေါင်းချင်းခွန်ဒီ3လုံးပေါင်းချင်းခွန်ဒီ3လုံးပေါင်းချင်းခွန်ဒီနှလုံးခွန်လို့သူထည့်ပြီးပြီထည့်ပြီးတဲ့တော့ကိုဒီ3လုံးပေါင်းချင်းခွန်လို့ဖြစ်မယ်ဆိုတော့ဒါကွာပေါင်း1အဲ့ဒီချိန်မှာသူက9ပြိတ်ခွန်ပြိတ်ပုံတွေကစားတယ်နောက်ပေါင်းချင်းခွန်ဆိုတော့ကွာပေါင်း1နောက်ပေါင်းခွန်ကွာပေါင်း1နောက်ပေါင်းခွန်မှာဘာပေါင်းချင်း1နောက်ပေါင်းချင်းခွန်မှာ ီသုံးလုံးပေါင်းရင်း၅ကြောင့်ဒီနှလုံး၅လို့ဖြစ်မယ်ဆိုတော့ဥခနောက်နှလုံးပေါင်းခုဆိုတော့၈နောက်ပဲဘွာပေါင်းရင်းကတစ်ဖြစ်ရမှာဆိုတော့ဒါ၃၉၈ဆိုတဲ့ကနန်းဒက်တကွက်ဖြဲပဲရပါတယ်နော်အင်မတန်မှကိုစီနီယာကစားကွက်လေးနဲ့ပေါင်းရင်းလေးတွေနဲ့ကစားသွားတာကိုတွေ့ရတယ်ပေါ့နော်အင်မတန်မှကောင်းပါတယ်